ကချင်ပြည်ဖားကံမြို့နယ်မှာကျူးလွန်သူမတရားပဲလူသက်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မှာလုံငင်းချေပါအုပ်စုအမန်ငါရက်ွက်ရှမ်းမာလီကွန်ရဆိုင်ချေမှာတွဲရိုင်နယ်လဲကြသိမ်းဆုံးနေတဲ့အမျိုးသားတအုပ်ကိုဒေသခံပရိုက်တာအဖွဲ့တွေကကူညီပေးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင် အောင်ရချေရွာကမုကရာဆိုင်ရှိမှာလဲဒံယာနဲ့လဲကြက အော်ဟစ်အကူအညီတောင်းခံနေတဲ့အမျိုးသားတအူကိုဒေသခံ Brighter အဖွဲ့တွေကကူညီပေးခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ဖာကံမြို့ဒေသခံတအူကအကူအညီတောင်းနေသူကတော့လူမှုကွန်ရက်အသင်းကခေါ်ဆောင်သွားပါပြီ။သူတို့ရုံးကိုခေါ်ဆောင်သွားတာပါ။သိဆုံးသူကတော့ရုံးနာကတုတ်တံမှာနေရာချထားလိုက်တယ်လို့စီဂျင်ပလက်ဖောင်းကိုပြောပါတယ်။အခုလိုဖြစ်စဉ်တွေဟာဘယ်အဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာကိုမသိရဘူးလို့ဒေသခံတွေကပြောပါတယ်။ပြည်ကြေးဇွန်လ10ရက်နေ့မှာလည်း မော်စီစာလမ်းဆောင်မှာအင်ဂျင်နီယာမဲ့သုံးဦးသေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီးကျူးလွန်သူတွေကတော့မသိရှိရတာကြောင့်ဒေသခံတွေအနေနဲ့လုံခြုံမှုမရှိတော့ဘဲစိုးရိမ်ပူပန်နေကြရပါတယ်စစ်ကောင်စီနဲ့ရှမ်းနီမျိုးသားတပ် SN နေပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာအမှတ်သုံးစစ်စင်ရေးကုကဲမှုဌာနချုပ်မော်စီစာကနေအောင်သာယာတောင်ယာကုန်းကြေးပါလမ်းကြောင်းတိုင်းဖားကန့်ကိုစစ်တောင်းထိုးခဲ့ပါတယ်လမ်းတစ်လျှောက်မှာ ဒေသခံ6ကိုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဇွန်လ13ရက်နေ့ကလည်းမော်ဝဲရက်ွက်အထက်ကကျောင်းဝန်အတွင်းညမန်နှိပ်ဆက်အသက်ခံထားသူ3ဦးကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဇွန်လ14ရက်နေ့ကလည်းစကောင်စီအခြေချနေထိုင်တဲ့တောင်ရကုန်းကျေးရွာမှာရေကန်အတွင်းလက်ပြန့်ကြိုးတုပ်တရားတန်းချက်များစွာနဲ့တည်ဆုံနေသူ3ဦးကိုလည်းတွေ့ရှိခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။စကောင်စီက မေလာကောင်မိုင်းကစတင်ကဖာကက်မြို့နယ်အတွင်းဝင်ရောက်လာပြီးကြောက်လောက်ွက်တွေမှာကားတွေကိုမိရှုပ်ဖျက်ဆီးတာရန်တော်လောင်ယုံတွေကိုဘုံကျိတ်ဖောက်ခွဲတာအပြင်ဒေသခံတွေကိုဖမ်းဆီးနှိပ်စက်မှုတွေကိုလှုံ့ဆော်နေပါတယ်ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရတီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကားစောင့်ကြည့်နိုင်ပါတယ်ရှင်။